ကြကြောဘိုကို390ကျော်နဲ့နေလန်အောင်သွားခဲ့တဲ့တူနိုင်ရွှေဆိုင်ပိုင်ရှင်အားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ဆယ်လီအင်စိုက်တာပေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ တကြောဘူကတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာဘသူမှမလုပ်ဖူးသေးတဲ့ထူကြတဲ့လေးလံတင်ပွဲလေးကိုလုပ်ခဲ့တာဖြစ်ပါတယ်။ငနေပေးကြောင့်လူအများရဲ့အုံရင်စည်းစိမ်တွေကိုဆုံးရှုံးကုန်ရတာမလို့တက်နိုင်သလောက်ဖိမှကူညီနေကြတာပါ။အမှုပညာရှင်တွေနဲ့ပညာရှင်ချို့ကလည်းသူတို့တက်နိုင်တဲ့ပစ္စည်းတွေကိုလေးလံတင်ကကူညီနေကြတာပါ။တကြောဘူကတော့ပစ္စည်းတွေလေးလံတင်ခဲ့တာမဟုတ်ဘဲသူကိုယ်တိုင်ကိုလေးလံတင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်ကိုလေလံတင်မာရီဆိုရင်ထူးဆန်းတဲ့ဇာတ်ကားကြောင့်ကြကြဘူရဲ့လေလံတင်ပွဲကလူအများအကြားမှရေးစရာဖြစ်ခဲ့ပါသေးတယ်။ကြကြဘူကသူ့ကိုလေလံဆွဲခိုင်းခဲ့တာပါ။ဘောလုံးဝဒနာရှင်တအုပ်ဖြစ်တဲ့ကြကြဘူဟာသူ့ကိုသူအရင်ကြိုက်တဲ့အသင်းကနေအခြားအသင်းကိုပြောင်းလဲအားပေးဖို့အတွက်လေလံဆွဲခိုင်းတာပါ။ကြကြဘူကလေဘာဘူအသင်းကိုအားပေးတဲ့သူတစ်ယောက်ဖြစ်ပါသေးတယ်။ လေပါဘူးတင်းကိုအခိုင်မာအားပေးရကနေအခြားတင်းကိုအားပေးဖို့အတွက်လေလံတင်ခိုင်းတာပါအစောပိုင်းလေလံတင်ပွဲကနေရရှိတဲ့ငွေတွေအားလုံးကိုလည်းငလင်းဘေးအတွက်အဓိကလူဒန်းပေးသွားမှာဖြစ်ပါတယ် အဆိုပါလီလန်ဘွဲကိုဝင်ဆွဲတဲ့သူတွေရှိနေခဲ့ပြီးနောက်ဆုံးမှာလီလန်အောင်သွားတဲ့သူလည်းပေါ်လာခဲ့ပါပြီလီလန်အောင်သွားတဲ့သူကတော့တူနိုင်ရွှေဆိုင်ပိုင်ရှင်ကိုတူနိုင်ပဲဖြစ်ပါတယ်ကိုတူနိုင်ကငနေဘေးအတွက်လှူဒန်းပေးဖို့ကြော့ကြော့ဘိုးရဲ့လီလန်ကျင်းတဲ့ပွဲမှာပါဝင်သွားကြမှာဖြစ်ပါတယ်ကိုတူနိုင်ကလီလန်ဘွဲအတွက်အမြင့်ဆုံး62တိန့်ထိကိုမှပေးထားခဲ့တာလို့သိရပါတယ်62တိန့်နဲ့နောက်ဆုံးလီလန်ကိုအောင်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်62တိန့်နဲ့အောင်မြင်သွားပြီဖြစ်တာမလို့ကြော့ကြော့ဘိုးဟာလီလန်ဘွဲကိုပေးချလိုက်ပါပြီ ဒါပြင်ကိုတူနိုင်ကလီဗာပူးသင်းရဲ့ဖန်တယောက်ဖြစ်ပါတယ်။လီဗာပူးသင်းကိုအားပေးတဲ့သူဖြစ်တဲ့အတွက်လီလန်ကိုနိုင်အောင်ဆွေးနွေးတာပါ။ကိုတူနိုင်ကလီဗာပူးသင်းအားပေးသူဖြစ်တဲ့အတွက်ကျော်ကျော်ဘူကသူမကြိုက်တဲ့အသင်းကိုပြောင်းလဲကအားပေးစရာလည်းမလိုတော့ပါဘူး။ နေရလုံးကအားပေးတဲ့အသင်တူးနေတာကြောင့်ပါဒါကြောင့်ကြော်ကြော်ဘူးကတနင်္လာနေ့လေပါဘူးတင်းကိုသာဆက်လက်အားပေးခွင့်ရှာမှာပါလေပါဘူးတင်းကြိုက်တာချင်းတူတူမလို့လေကိုတူနိုင်ကကြော်ကြော်ဘူးရဲ့လီလန်ကိုပါဝင်ကငလင်တွဲလူပေးခဲ့တာဖြစ်ပါတယ်ကိုတူနိုင်လီလန်အောင်နာက62သိန်းပဲဖြစ်တဲ့အတွက်ကြော်ကြော်ဘူးကနောက်ထပ်8သိန်းထပ်ဆိုင်သွားမှာပါ8သိန်းထပ်ဆိုင်ပြီးတော့ငလင်ဘေးအတွက်လူပေးသွားမှာဖြစ်တယ်လို့သိရပါတယ် တိန်းတရာကိုငလင်ပေးပြည်လဲထူထောင်ရေးမှာပါဝင်သွားမယ်လို့သိချာသိပေးလာခဲ့ပါရီငလင်ပေးတဲ့နေရာတွေကမှာအင်းလေးဒေတာကအင်းပြိုသွားတဲ့မိသားစုနှစ်စုအတွက်အဓိကလူတန်းပေးသွားမှာဖြစ်ပါရီအိမ်နှလုံးကိုအသေးတိုင်းပြန်ဆောက်ပေးသွားမှာပါ ဒါကြောင့်မလို့ကြောကြောပရဲလီလန်ကထိရောက်ခအောင်မြင်ခဲ့တယ်လို့ဆိုရမှာပါ။ငလင်ပေးကြောင့်ပျက်စီးခဲ့တဲ့အင်းလေးဒေတာကမိသားစုနှစ်စုဟာကြောကြောပုံငလင်ကြောင့်နေရေးထိုင်ရေးအတွက်စိတ်မပူရတော့ပါဘူး။ကိုတူနိုင်တို့ကငလင်ပေးအတွက်တက်နိုင်သမျှပါဝင်ကလူနဲ့ပေးနေကြတာပါ။သူတို့ဆိုင်ရှိမှလည်းငလင်ပေးကြောင့်ရှောင်းတိန်နေရသူတွေအတွက်စတူဒီတာတွေထောက်လျှောက်ကြွေးကလူနဲ့ပေးခဲ့ပါသေးတယ်။ကြောကြောပုံကို390ကျော်နဲ့လီလန်အောင်သွားခဲ့တဲ့တူနန်းရွှေဆိုင်ပန်းရှင်ပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါဦးရှင်။အစိုးရကြီးကြိုးစားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင် ်ပါတယ်။နောက်နေ့ဒီမှာလေးစေဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်တွေရဲ့ကျောင်းတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မေးကြပါနဲ့ရှင်။အာဘီနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချေးစီတိုင်းကိုစိတ်နှလုံးရွှဲလန်းချမ်းမြေ့ကြပါစေရှင်။